ဘုရားမြတ်စွာဘုရားတေသနာတော်၄ထဲမှာဒီသတင်းကြိုလက်ပြနေမှာမြတ်မပြီမှာရှိကြတဲ့တန်ခါငါးသိရှိတဲ့အချိန်မှာရဟန်းတော်အရှင်မြတ်တွေဟာမိမိတို့ဝါဆိုရာဒေတာအလိုက်ဒီကနေ့ဟာပုံဝါဒနာပြုကြတဲ့တကယ်ကိုရင်ကျေးမှုနဲ့စီလုံးမှုအတွက်အရေးပါတဲ့ပုံဝါဒနာဘွဲကိုဆင်နွှဲကြတာဖြစ်တယ်ပေါ့ပုံဝါဒနာဆိုတာဖိတ်ကြားခြင်းပဲ အင်းဒါမှယဉ်ကျေးပြီးတော့မှတ်သားစရာကောင်းတဲ့လောက်ရတကူစီလုံးရေးမှာအလွန်ကြီးမားတဲ့ဒီထိရောက်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ဟောပဝါဒနာဆိုတာဖိတ်ကြားခြင်းပါပဲမိမိမှာတစုံတစ်ယောက်တစုံတစ်ခုပြမှုကျွလွန်ထားတာရှိတယ်ဆိုတာကိုကိုယ်တိုင်မြင်လို့ပဲဖြစ်စေသူများစီကတဆင့်ကြားတာပဲဖြစ်စေသို့မဟုတ်တန်တရားဖြစ်เสียအခြေအနေတွေတွေ့လို့တန်တရားဖြစ်တာပဲဖြစ်စေအဲ့ဒီအချိန်မှာဒီ ကောင်းကျိုးကိုလိုလားတဲ့မွန်မြတ်တဲ့စိတ်ထားနဲ့ပြောဆိုတတိပေးပါလို့အဲ့ဒီအပြစ်တွေကိုတွေ့တဲ့အခါမှာသူပြုပြင်ပါမယ်လို့ခုလိုပွင့်လင်းတဲ့စကားတွေနဲ့ပွင့်လင်းမြင်တာအချင်းချင်းနော်ဝေဖန်စရာရှိရင်ဝေဖန်မှာထောက်ပြပါအလုံးလက်ခံပါမယ်ဆိုတဲ့အပြောမျိုးနဲ့အချင်းချင်းအပြန်အလှန်စီလုံးညီညွတ်မှုဒီလိုပဝါရဏပြုတာလည်းပဲဒီကနေ့ပဲဒါကြောင့်မို့ပဝါရဏနေ့ဟုတ်တယ်ဒီသတင်းညွှန်လာပြီနေအဲ့တော့ပဝါရဏဆိုတာ အခုလိုရန်တံဃာတွေတဏျာမှာဆူဆင်းနေတဲ့ပုံကိုယ်တွေမကြခင်ပဲမိမိတို့သာသနာပြုခီးတွေကိုထွက်ကြတော့မှာထွက်တဲ့အခါမှာ အတူနေလာတဲ့အချိန်ပိုင်းလေးတဦးနဲ့တဦးအဆင်မပြေတာလေးတွေရှိရင်အခုခံလေးတွေအဆင်မပြေတာလေးတွေပြေချောသွားဖို့ဆိုပြီးတော့အခုလိုဖိတ်ခေါ်ဖိတ်ကြားခြင်းပဲဖြစ်တယ်အင်တာမယင်ကျေးတဲ့လူယင်ကျေးတို့ရဲ့အစဉ်လာတစ်ခုပဲပေါ့အဲ့ဒီယင်ကျေးမှုအစဉ်လာတစ်ခုဟာဘုရားမြတ်စွာရဲ့သာသနာတော်မှာထင်ထင်ရှားရှားရှိနေတယ်ဆိုတာ ကဘာကိုမိမောင်းထုတ်ပြလိုက်တယ်လို့ပဲအင်တန်မှကောင်းမြတ်တဲ့အစဉ်လာတစ်ခုဩဝါဒနာဆိုပြီးတော့ဝိနည်းချမ်းကမှရှိအဲ့တော့ဒီနေ့ဒီလိုထူးခြားတဲ့မှတ်သားစရာလေးတွေနဲ့ပြည့်နေနေတဲ့သတင်းကျော်လက်ပြနေမှာဒုတိယတွေဘုရားဘာသာဝင်သူတော်စင်တွေဖြစ်တည်အားလျော်စွာဒီနေ့ရထူးခြားချက်တွေဘာတွေရှိတယ်ဆိုတာကိုသိရှိနားလည်ပြီးတော့မိမိတို့ရဲ့အခြေခံစိတ်ဓာတ်တွေသဘောတရားတွေတုံးနဲ့တူပေါင်းတဲ့ဆက်ဆံတဲ့အခါမှာညီတို့ပေါင်းစင်ဆက်ဆံကြမယ်ဘယ်လိုသဘောထားရမလဲဆိုတာ ဘုရားမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုကြည့်ပြီးတော့ဒါတွေကအလွန်မှတ်သားလိုက်နာစရာကောင်းတယ်